င်္ဂလာပါခင်ဗျာလောကမှာလူတော်လူကောင်းဖြစ်ဖို့ရာ ကိုကျင်းစာတရားနဲ့ကံကံကြီးအကျိုးကိုယုံကြည်ဖို့လိုတယ်ဆိုတဲ့ပါကျုပ်ဆရာတော်ဘုရားကြီးတရားတော်ကိုအနှဲငယ်မျှဝေပေးလိုက်ပါတယ်လူတော်လူကောင်းဖြစ်ဖို့ရာနံပါတ်1အရေးကြီးဆုံးကကိုကျင်းစာတရားပဲဖြစ်တယ်အနှဲတူလား လပန်တိကကာကာယီဂျိုယုံချိမှုအဲ့ဒီတစ်ခုကသူတို့လူကောင်းဖြစ်ဖို့အတွက်အခြေခံအပြင်ရေးပါတယ်လို့ပြောအခုကျင်းကတရားဆိုတာအရာရာမှာတူရဟာကိုကျင်းစားတတ်ပြီဆိုလို့ရှိရင်တစ်ဖက်သားပေါ်မကောက်တာတွေလောက်မှာမဟုတ်ဘူး အကောင်နဲ့နေနဲ့ဆက်ဆံရမှာမဟုတ်ဘူးမိမိမကြိုက်တဲ့အလုပ်ကိုသူတို့အားကိုပြုလုပ်ကြမှာမဟုတ်ဘူးအဲ့တော့ကိုကြီးဆက်တရားထားလိုက်ပဲဆိုရင်သူတို့ဒီကောင်းဖြစ်ဖို့တရားဆိုအခွင့်အလမ်းရှိတယ်ပေါ့အဲ့တော့အခြေခံကိုကျင်းစာတရားဆိုတာလည်းမြတ်စွာဘုရားဟောကြားခဲ့တာဖြစ်တယ်။ကိုကျင်းစာဆိုတာဘယ်ရပဲဖြစ်ဖြစ် ိုကြိုက်ကိုကြိုက်တာကိုမကြိုက်တာကိုကြိုက်ချင်းမကြိုက်ချင်းအခုဘုရားချေခံပြီးတော့တစ်ဖက်သားဘုရားဆာနာထောက်ထားတာငါမကြိုက်တဲ့လို့သူလည်းကြိုက်မှာမဟုတ်ဘူးငါကြိုက်တဲ့ဟာသူလည်းကြိုက်ဆိုလိုတာသူ့အပြားသူ့နဲ့ပြောမယ်ဆိုရင်ဘာကိုကြိုက်ပြီးဘာကိုမကြိုက်တာလို့ဆိုရင် ဆင်းရဲတာကိုလူတိုင်းကကြိုက်ဘူးချမ်းသာတာကိုပဲကြိုက်တယ်ဆင်းရဲဒုက္ခကိုလူတိုင်းကရှုံမုံကြတယ်ချမ်းသာဒုက္ခကိုလူတိုင်းကတံပိုးထားကြတယ်အဲ့တော့ကိုကြိုက်တာချမ်းသာကိုကြိုက်တာချမ်းသာသူများလည်းပဲချမ်းသာဒုက္ခကိုကြိုက်ပါပဲဆိုကိုကြိုက်တာတရားနဲ့သူများဒုက္ခရအောင်မလုပ်တော့သူတို့ဆုံးလို့တယ် ကိုကြိုက်သူကြိုက်ကောင်းကျိုးချမ်းသာဆိုတာလူတိုင်းကြိုက်ကြတာပေါ့အဲ့တော့ကိုမကြိုက်တာဘူးတူရီယာကိုကြိုက်တာမလုပ်ဘဲနဲ့ကိုမကြိုက်တာသူများပေါ်ကြတော့လှုပ်လေလှုပ်ထားရှိကြတယ်ဥပမာပဲကိုလာချင်းမကြိုက်ကြဘူးမခံနိုင်ကြဘူးကိုယ့်ရဲ့ကိုယ့်ကိုအပြစ်ပြောရင်မကြိုက်ကြဘူးမခံနိုင်ကြဘူး သို့သောသူများကိုတော့အလွယ်တကူဆယ်ရည်နေရှိကြတယ်သူများကိုအလွယ်တကူဆယ်ရည်နေရှိကြတယ်အဲ့တော့ကိုမချင်ကြဘူးသူများလှုပ်တာကိုကျင်းသာတရားမရှိလို့သာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကိုကျင်းသာတရားကိုလည်းဟောတာဖြစ်တယ်နောက်တော့ကံကံအကျိုးဆိုတာအားလုံး ကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်လို့ရှင်မကောင်းကျိုးရတယ်ကိုကိုရင်ကိုကခိုင်းယူချက်ရှိရကောင်းတာလုပ်မှကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရလိမ့်မယ်သူဆိုရင်လူတိုင်းလူတိုင်းဟာကောင်းကျိုးချမ်းသာကိုလိုလားလိုလားကြတာဖြစ်သောကြောင့်ကောင်းတဲ့အလုပ်ပဲလုပ်ကြတော့မကောင်းတဲ့အလုပ်ကိုရှောင်ရမ်း ကံကဟိအကျိုးကိုလက်ခံယုံကြည်ထားတယ်ဆိုရင်လည်းသူတို့လူကောင်းဖြစ်ဖို့ခွင့်လန်းရှိတယ်ပေါ့အကယ်၍ကံကဟိအကျိုးမယုံကြည်ဘူးဆိုလို့ရှိရင်လူတွေကလွတ်ချင်တာလုံးပါပဲကံရဆိုတာမရှိဘူးကံကဟိအကျိုးဆိုတာမရှိဘူးလို့ကံဟိအကျိုးဆိုတာမရှိဘူးလို့ဒီလိုလက်ခံထားတဲ့ပုဂ္ဂိုလ်ဟာ ူတော်လူကောင်းဖြစ်ဖို့အခွင့်အလမ်းနဲ့တယ်။ကံကံရင်ကျိုးယုံကြည်လက်ခံမှအေးငါမကောင်းတာလို့ရင်မကောင်းကျိုးရမှာပဲကောင်းတာလို့မှကောင်းကျိုးရမှာဆိုပြီးတော့မကောင်းတာကိုရှောင်ရင်းကောင်းတာကိုပြုလို့ချင်းဆိုတဲ့အနေထားအရသူဟာလူတော်လူကောင်းတယောက်ဖြစ်လာတယ်အဲ့တော့လူတော်လူကောင်းဖြစ်ဖို့ရတဲ့ဒီအချက်တစ်ချက်ဟာအရေးပါတယ်လို့ပြော။ ဒီတစ်ခါမှာတော့လူတော်လူကောင်းနှစ်မျိုးလုံးဖြစ်အောင်ဘယ်လိုလုပ်ရမလဲလူကသောနေုံနဲ့လဲလူကောင်းမဖြစ်နိုင်တယ်လို့လူကောင်းနေနေုံနဲ့လဲလူတော်မဖြစ်နိုင်ပါဘူးနှစ်မျိုးနှစ်မျိုးစလုံးညီမျှနေမှအဆင်ပြေမှာပါ ူတိုင်းကိုယ်စီမှာ ကိုဖြစ်ရှင်တဲ့အရာ များစွာရှိကြပါလေ။အချို့ကတော့မြင့်တဲ့ပညာရှင်ကြီးဖြစ်ရှင်တယ်။မိသားစုကိုလိုအပ်ချက်မရှိအောင်ထားနိုင်တဲ့သူတယောက်ဖြစ်ရှင်တယ်။ကိုယ်နိုင်ငံကိုအထောက်အကူပြုတဲ့နိုင်ငံသားကောင်းတယောက်ဖြစ်ရှင်တယ်။ရင်ဖတ်တဲ့ထိစေမဲ့ကြပြားတွေစားတွေရေးတဲ့သူတယောက်ဖြစ်ရှင်တယ်။ ကောင်မလေးတွေအများကြီးနဲ့စော်ကြည့်တဲ့ဘဲကြီးဖြစ်ချင်းနဲ့တယောက်တမျိုးမယိုးရလျောင်ထူးခြားတဲ့ရည်မှန်းချက်တွေအိမ်မက်တွေရှိကြပါလေထိုကဲ့သို့ရည်မှန်းချက်များစွာကိုကြိုးစားနေရင်လမ်းမမရောက်သွားရလျောင်ရည်ရွယ်ပြီးဒီပို့လစ်ကိုရှယ်လိုက်ရခြင်းဖြစ်ပါလေ ပြိုင်ဆိုင်များစိတ်ဖိစီးမှုတွေများ ဝေဖန်မှုတွေများတဲ့လောကကြီးထဲမှာကိုဖြစ်ချင်တဲ့အရာတွေကိုမရရအောင်ရေကုန်ရေခမ်းကြိုးစားရင်းလမ်းလွဲသွားတတ်ကြပါလေလုပ်ငန်းခွင်အောင်မြင်အောင် အခြားသူများအကြိုက်အလိုက်ဆောင်ရင်းအရက်သေးစားမူရည်စေဝါမိမလိုက်စားခြင်းအဆရှိတဲ့အရာများ ယောက်ျားလေးအများအပြားဆွဲကလာတာတွေတွေ့ရတတ်တယ်လို့မိန်းကလေးများအနေနဲ့လဲပက်ဆန်အလွယ်ရသည့်ဘဝနေထိုင်မှုမျိုးစုံကိုအားကျအတူရည်ပြီးဘဝတွင်နန်းလွယ်သွားသည့်တရကများစွာကိုကိုပတ်ဝန်းကျင်မှအများအပြားတွေ့ရမှာပဲဖြစ်ပါတယ် ကိုဘာသာကိုအပြည့်အဝဂုံယူနိုင်တဲ့ကိုမိသားစုကပါဂုံယူနိုင်နဲ့လူတော်လူကောင်းတယောက်ဖြစ်စေနိုင်ရန်ကြိုးစားရဝယ်တတိထားရမည်အချက်များတဲ့ပက်ဆာရှာရဝယ်ဖြန့်လန်းဆိုတာမရှိပါပက်ဆာဆိုတာမျိုးက နေပေါင်းများစွာလာပေါင်းများစွာနှစ်ပေါင်းများစွာပညာများလိလာစီဘူးအတွေ့အကြုံများ စုဆောင်ပြီးလူတကာရဲ့အထုအထောင်းအလက်အပတ်များစွာခံပြီးရလာတတ်တဲ့မျိုးပဲဖြစ်ပါတယ်။လွယ်လွယ်ရတဲ့အရာများကတော့လွယ်လွယ်ပဲပြန်ထွက်သွားတတ်ကြပါတယ်။လူတွေအထင်သေးတာကတကယ်တမ်းတော့တိတ်အရေးမပါဘူးဆိုပေမဲ့လည်းကိုယ်ပါတာကိုစိတ်ထဲမှာအထင်သေးသွားပြီးတိမ်ငင်စိတ်ဝင်လာ လူတော်မတူရဲ့အောင်ထိကိုဖြစ်သွားတတ်ပါတယ်။အဲ့ဒီတိမ်ငယ်စိတ်ကိုအတင်းစွတ်ညင်းပြီးအပေါ်ရန်အရာများနဲ့ဖုံးကွယ်ကလူပောင်အဖွဲအစည်းမှာတွာလာလှူရှားနေတတ်သူများကတော့လူတွေယုံမုန်းတဲ့လူချင်ပတ်ကြီးတယောက်ဖြစ်လာမှာပဲဖြစ်ပါတယ်။နံပါတ်2ဒေါ်ရကိုရှော့ပါ။ ညီမချက်အိမ်မက်တွေကိုအကောင့်ထဲဖုန်းနေလူများတွေတွေ့ရတဲ့အချက်တစ်ခုကတော့ဒေါသကြီးကြပဲဖြစ်ပါတယ်။ကိုကကြိုးစားသလောက်ဘင်းသားကလူတွေတိုက်မလာတဲ့အခါကြိုးစားပြီးထင်ထားသလောက်ဖြစ်မလာတော့အခါအဲ့လောက်ကြိုးစားနေပါလိမ့်နဲ့အမားယွန်းတွေရှိနေသေးတော့အခါဒေါသတွေထွက်လာတတ်ပါတယ်။ဒေါသတွေထွက်တဲ့အခါအမားတွေပူလုတ်တတ်ပါတယ်။ဆုံးဖြတ်ချက်များလွင် တတ်ပါတယ်။ကျမကြီးကိုပါထိခိုက်စေနိုင်ပါတယ်။အဆိုးဆုံးကတော့ဒေါထလောက်အခြားသူများကိုစိုးဝါးစွာဆက်ဆံတက်လာနိုင်တဲ့အတွေ့ကိုကိုတိုင်းနှောင်တရမယ်အခါမျိုးတွေရှိလာတတ်ပါတယ်။ဒေါထထွက်တာကတဘာဝစုပေမဲ့လင်းဖြစ်နိုင်တဲ့လောက်စိတ်ကိုလျှော့ပြီးမှန်ကန်သောဆုံးဖြတ်ချက်များကိုတာပြုလုပ်နိုင်ဖို့အစဉ်အမြဲ အာယုံထားဖို့တိုက်တွန်းချင်ပါတယ်၃ကိုချင်းစာစိတ်ထားပါလူတိုင်းကကိုတင်ကြားခဲ့ရတယ်လို့ကိုတွေ့ကြုံခဲ့ရတယ်လို့ကိုကြည်ပြင်းခဲ့ရတယ်လို့မဟုတ်တဲ့အတွက်အလုတ်ခွင်ထဲမှာပဲဖြစ်ဖြစ်လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်သူတို့မှာလူအချက်များစွာရှိနေနေပါလေထို့ခက်တူတော့ကိုပတ်ဝန်းကျင်ကလူများကိုနားလည်ပေးနိုင်အောင်ကြိုးစားပါပြုစုပြုထောင်ပေးပါ ပေးကမ်းရဲ့ရောပါကိုညီရှောက်ရှောက်ပါမိဒီအကြောင်းအရာနှင်းမြကိုရဲ့တာယာနေသောဘဝလေးကိုစိတ်အနှောက်အဆက်အဖြစ်မခံပါနဲ့အာယုံနောက်ဖို့တက်မှာအချိန်လည်းမရှိပါဘူးရှေ့လျှောက်လှုပ်ရှားရတဲ့အများကြီးရှိပါသေးတယ်နံပါတ်၄ဘေးရာကအရေးကြီးရင်သိအောင်ကြိုးစားတင်တကယ် အလုတ်ကျူးစားလာတဲ့အခါအချိန်ကအရန်ရှားလာပါပြီရှားလာတဲ့အချိန်ကိုဘယ်သူအတွက်သုံးမယ်ဘယ်လိုသုံးမယ်ဆိုတာကိုထင်ချင်းရှားရှားသိအောင်လုပ်ပါအချို့တော်သူများအနေနဲ့ဘယ်အရာကတကယ်အရေးကြီးလဲလို့မေးလာခဲ့ရင်တော့မလွင်နိုင်မယ့်အဖြေကတော့မိသားစုနဲ့စစ်မှန်တဲ့တကယ်ချင်းတွေပဲဖြစ်ပါလေရှားရှားပါပါအလတ်တဲ့အချိန်မှာ ိုဘဝအတွက်ဘာမဆိုအစင်တင့်ရှိနေတဲ့လူများနဲ့သာစစ်မှန်နဲ့ပျော်ရွှင်မှုတွေဖန်တီးဖို့တိုက်တွန်းလိုက်ပါတယ်အမှန်ကကိုကြီးပဲပြောမနေပါနဲ့ကိုပြောချင်တာကိုဖြစ်ချင်တာကိုအတွက်အရေးကြီးတာတွေကရှေ့တန်းမတင်မိပါစေနဲ့အခြားသူများကိုစကားပြောခွင့်ပေးပါပြီးတော့အတိအချာနားထောင်ပေးပါ တင်ယူစရာရှိတာတင်ယူပါအခြားသူများကိုနားထောင်ပြီးဖို့ကြာခင်တင့်အားလူချစ်လူခင်ပေါများလာတာကိုတွေ့ရှိရမှာပဲဖြစ်ပါလေဒီမကောင်းတဲ့အချင်းတစ်ခုကတင့်တဘဝလုံးကိုပြောင်းလဲပေးနိုင်တဲ့အထီးဖြစ်လာနိုင်ပါတယ်နံပါတ်6စာဖတ်ပါနေ့စဉ်အဆုပ်အထွေးများကြာယုံကန်ရင် စာဖတ်ဖို့ဆိုတာအချိန်မပေးနိုင်တဲ့လောက်ကိုဖြစ်တတ်ပါလေအလုတ်ရှုပ်လို့စာမဖတ်ဖြစ်ဘူးဆိုတဲ့စင်ကျင်ပေးခြင်းအကျင့်ဆိုးကြီးကိုဖျောက်ဖျက်ပြစ်နိုင်အောင်ကြိုးစားကြည့်ပါဘဝမှာမကန်တော့အတိအတိတွေပေးနိုင်တဲ့စာကောင်းပေကောင်းများကိုဖတ်ရှုဖို့တဲ့အရေးကြီးတော့အရာဆိုတာတိတ်မရှိလာပါဘူးအဲ့ဒါကြောင့်ဘာစကားပေါ်မှာဖြစ်ဖြစ်အင်တာတက်တဲ့အခါပဲဖြစ်ဖြစ် ။အမင်းစားနားတဲ့အချိန်မျိုးပဲဖြစ်ဖြစ်ကိုတတ်နိုင်တဲ့အချိန်မျိုးလေးမှာတတ်နိုင်တဲ့လောက်စမ်းစာများကိုတရိထားပြီးဖတ်စီချင်ပါလေ။လမ်းဆိုတာလျှောက်ရင်းမတိမတာလွဲသွားတတ်တဲ့တို့ရဲ့ခုလိုတယောက်နဲ့တယောက်တတိပေးရင်အားလုံးပဲကိုရောက်ချင်တော့မှတ်တိုင်တို့ကြိုးစားလျှောက်ရင်းနေရင်ကို့ဘာသာ ဂုံယူနိုင်တဲ့လူတော်လူကောင်းများဖြစ်ကြပါစေ။ကျွန်တော်ဟာအပတ်စဉ်တိုင်းဘုသူတရစရာအကြောင်းအရာလေးတွေကိုတင်ဆက်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးတွေကို like share subscribe လေးမနှိယသေးရင်နှိပ်သွားပေးပါဦးနော်။ Jesus 吧。